န်ကလေးများပွင့်တော်မီဖူးတံဝင်းလို့ချီနေကြီးမှရွှေရီလောင်းငါတို့စာတင်ကြောင်းအနောက်တောင်ဘက်စီကနေမုတ်တုံလေးတွေတိုက်ခတ်လာပါပြီဇွန်လရဲ့မိုးရေဆက်တွေဟာမကြာခင်ချိန်တွင်းမှာကျောင်းစာတင်ငန်းတကားကိုတွန်းဖွင့်တော်မှာပါအဖြူနဲ့အစိမ့်ကိုဝင်းလို့လွယ်အိတ်ကိုဆလွယ်အတိုင်းပြီးတနခါပခွက်ကြားလေးနဲ့ပျော်ပျော်ရွှင်ရွှင်ပြေးလွှားခဲ့ဘူးတဲ့ကျောင်းသားဘဝနေ့ရက်တွေကိုကျွန်တော်ပြန်အမှတ်ရမိပါတယ်ကျောင်းတက်ခေါင်းလောင်ထိုးတန်း ဆရာဆရာမတွေရဲ့ကျိန်လုံးတန်တွှန်းရွှန်းတငယ်ချင်းတွေနဲ့လုံထွေးတိုက်တွန်းရင်းပြေးလွှမ်းဆော့ကစားခဲ့တဲ့ចောင်းဖော်လုံးကွင်းပန်းကလေးတွေဖူးလာသလိုဖူးရကနေတဆင့်ပန်းကလေးတွေလှလှပပပွင့်လန်းလာသလိုကလင်းငယ်တိုင်းဖြတ်တန်းခွင့်ရတဲ့နဲ့အမတ်တရတွေဟာစာသင်ခန်းစီကနေစတင်လာခဲ့တာဆိုရင်မမှားနိုင်ပါဘူးအနာဂတ်ဆိုတာမိမိတို့ရဲ့အိမ်မက်တွေရဲ့လှပမှုကိုယုံကြည်သူတွေအတွက်ဖြစ်တယ်လို့ အမေရိကန်ပြည်အောင်စုရဲ့32ရောက်မြောက်တမရဖရန်ကလင်ဒီယူစပက်ရဲ့ဇနီးဖြစ်သူအယ်လီနာရူးစပက်ကပြောခဲ့ဘူးပါတယ်။ဒီစကားအရဆိုရင်စာတင်ကြောင်းဆိုတာကလီငယ်ရီရဲ့အနာဂတ်နေအောင်ကြီးတွေကိုရွှေရည်တွေလောင်းချသွန်းဖြိုးပေးတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။တမီးကကြီးလာရင်ဆရာဝန်ကြီးဖြစ်ချင်တယ်။အဲ့ဒါမှအဖေရဲ့ယောဂကိုကုပေးလို့ရမှာလို့အသက်10နှစ်ရွယ်ပထမရန်ကျောင်းသူမခိုင်နှင်းဝေက သူ့ရဲ့ရင်ထဲကဆန္ဒကိုတူတူလေးပြောပြလာပါတယ်။ ရာသီဥတုထံအာဟာရချို့တဲ့မှုနဲ့ဆေးဝါးမလုံလောက်မှုတွေကြောင့်ယောဂရှင်းလာတဲ့အဆုတ်ယောဂတဲ့ဖခင်ကိုပြုစုနေရတဲ့သူ့မျက်ဝန်းမှာမျက်ရည်စရီဝဲတက်လာပါတယ်။နေအောင်တောက်ပါတဲ့သူ့ရဲ့အိမ်မက်ကလေးဟာမလုံးချုံတဲ့ဝါဒနိအိမ်ရဲ့ရိုင်နှဲနဲ့ပေါက်ပြဲနေတဲ့ထရန်လေးချားတွေကနေတိုးတိတ်စွာထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်။စစ်တပ်ရဲ့အာဏာတက်မှတ်မှုလှိုင်းလုံးတွေဟာ2022ခုနှစ်ကစပြီးဒီနေ့ထိ မြန်မာပြည်သူတွေရဲ့ဘဝကိုဆူဆူရွာရွာရိုက်ခတ်နေပါတယ်။မက်ခိုင်နင်းဝင်လိုပဲတနိုင်ငံလုံးကကလင်းငယ်တွေဟာဆီယနာသိမ့်မှုရဲ့ရက်ဆက်တဲ့အကျိုးဆက်တွေကိုနှိမ့်စင်ရင်ဆိုင်နေရတာပါ။ပညာသင်ကြားခွင့်ဆုံးရှုံးတာဟာသူတို့ရဲ့နုနယ်တဲ့အနာဂတ်ကိုမှောင်မိုက်စေုံနေမှာပဲမျိုးဆက်တစ်ခုလုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလည်းဆူဆွန်ရွာရွာနှောင့်နှေးစေပါတယ်။စာသင်ကျောင်းတွေဟာလည်းလက်နက်ကင်ပြိပခါတွေရဲ့ပြစ်မှတ်တွေအဖြစ်ပါဝင်လာကြပါတယ်။ တိုက်လျင်တန်တွေဟာကလေးငယ်တို့ရဲ့စာတင်ကြောင်းကပျော်ပျော်ရွှင်ရွှင်ကျောင်းစာယူဆိုတန်တွေကိုစိတ်သုံးသွားစေခဲ့ပါပြီမြမပြည်လူလိခေနောက်ပိုင်းကနေဒီနေ့ထိကာလကြာရှည်စွာဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်ပွဲတွေထဲမှာဆီယနာရှင်တွေရဲ့ရာဇဝင်မှာမကြုံစက်ဘူးစကမ်းသိမ့်ခံရတာနေမြေအမြောင်များလက်လွတ်ခံရတာတွေကတော့သူတို့ရှုံးနေမယ်လို့ထင်မှတ်မထားတဲ့စစ်ဘိုလ်ချုပ်တွေအတွက်6လအိမ်မက်တပွဲဖြစ်လာခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာကြွက်မနိုင်ကြီးမီးရှို့ဆိုတဲ့စကားအတိုင်းတွန်လိုင်းနယ်မြေတွေအပါအဝင်အယက်သားပြစ်မှတ်တွေကိုပါတနိုင်ငံလုံးတိုင်းတာနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာလေချောင်းကနေဘုံကျဲနာတွေကို ပြင်းပြင်းထန်ထန်လှုပ်ဆောင်ပြီးတတိုင်းပြည်လုံးကိုမီးဟုံဟုံတောက်စေခဲ့ပါတယ်။အဲ့ဒီမီးတောက်မီးရှံတွေရဲ့အရှိန်ဟာကြေးရွာတွေပါဝင် မြို့ပြတွေထိဆင်းရဲကျက်တဲမှုတွေဖြစ်ပေါ်စေခဲ့ပြီးမခိုင်နှင်းဝေတို့လို အနာဂတ်ပန်းမွင့်လေးတွေဟာ စစ်ကောင်စီကျဲချလိုက်တဲ့ဘုံဆန်တွေပြစ်ခတ်လိုက်တဲ့အမြောက်ဆန်တွေအောက်မှာပိုပြီးညှို့နှံခဲ့ရပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်ကနေစပြီးဒီနေ့ထိစစ်ပေးဆောင်သူဥယေဟာတရက်နဲ့တလတလနဲ့တစ်နှစ်တစားတဲ့တစားတိုးပွားနေပါတယ်စစ်တမ်းတွေရတနိုင်ငံလုံးမှာစစ်ပေးဆောင်ပြည်သူ3တက်သမ6တန်းကျော်ရှိပြီးသူတို့ထဲမှာပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ရတဲ့ကလေးငယ်အရေအတွက်ဘလောက်ပံ့ပိုးနေမယ်ဆိုတာမပြောနိုင်ပါဘူး ဒါအပြင်စီးပွားရေးကြက်တဲလာတဲ့မျိုးပြဒေသကကလေးငယ်တွေဟာလည်းစာသင်ခန်းတွေစာလုပ်ငန်းတွင်ကိုရောက်ရှိနေကြပါတယ်။ចောင်းစာသင်ခန်းတွေကိုတင်ယူလေ့လာရမယ့်အစားစောင့်ဝင့်နေရေးအတွက်လုံပန်းနေကြရတာပါ။စစ်တမ်းတွေရမြန်မာနိုင်ငံမှာအသက်9နှစ်ကနေ18နှစ်အကြာကလေးလူသမားတိတသမတတန်းခန့်ရှိပြီးတော့သူတို့တွေက58တသမ300ခိုင်နှုန်းဟာစိုက်ပျိုးရေးမှာ24တသမ200ခိုင်နှုန်းကဝန်ဆောင်မှုကဏ္ဍမှာနဲ့ 18တသမ500ခန်းလုံးကတော့ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာလုတ်ကင်နေကြတယ်လို့ဆိုပါတယ်။ယောက်ျားလေးတွေဟာအများအပြားလက်ဖက်ဆိုင်နဲ့စောင့်လွေလုပ်ငန်းခွင်တွေမှာလုတ်ကင်ကြပြီးမိန်းကလေးတွေကတော့စားတောက်ဆိုင်နဲ့အထည်ချုပ်ဆိုင်ုံတွေမှာအများဆုံးလုတ်ကင်ကြတယ်လို့လည်းစစ်တမ်းတွေကဖော်ပြထားပါတယ်။2021ခုနှစ်ဖေဖော်ဝါရီတရက်နေ့မှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေဆွန်းဝါလာတာဆင်းရဲနွမ်းပါမှုနှုန်းမြင့်တက်လာတာနဲ့ နေရဲဆွန့်ခွာသူဥယေတိတိတာတာမြင်မာလာတာတွေကြောင့်ကလေးလုံသမားအန်ရဲဟာပို့လို့မြင့်တက်နေပါတယ်စိတ်မူရန်ဥရေကြောင့်အရွယ်ရောက်ပြီးသူတွေထွက်ပြေးကြတဲ့အတွက် ကလေးတွေဟာအိမ်အောင်စုတွေရဲ့ရိုင်းနဲ့သွားတဲ့စားဝတ်နေရေးကိုအစားထိုးဝင်ရောက်ထမ်းဆောင်နေကြရပြီးကလေးငယ်တွေရဲ့လှပတဲ့အိမ်မက်တွေဟာလည်းဆက်ပြဘူပေါင်းလေးတွေတပွဲပျောက်ကွယ်ခဲ့ကြရပါတယ် ဒီလိုပညာရေးဆုံးရှုံးမှုဟာရေရှည်မှာနိုင်ငံရဲ့လူဝင်အားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုကိုများစွာထိခိုက်လာပါလိမ့်မယ်။ကျမတို့ကတော့အသက်ကြီးနေပါပြီ။ဘာမှလည်းမမျှော်လင့်ချင်တော့ပါဘူး။တမိလေးကိုတော့သူဖြစ်ချင်တယ်လို့ပညာတက်ကြီးဖြစ်သွားစေချင်တယ်လို့အင်ဖက်ခေါင်မိုးလေးအောက်ကအလင်းရောင်မှိန်ပြပြကိုအာကိုပြီးစာကြည့်နေတဲ့မခိုင်နင်းဝေကိုငေးကြည့်ရင်သူ့မိခင်ကဆိုပါတယ်။ဒါပေမဲ့လည်းလက်နဲ့ကြီးတန်တွေလေရင်တန်တွေချားမှာ ကြောင်ယွန့်တုံလှုပ်နေရတဲ့သူတို့ရွာလေးလိုပဲသူတို့ရဲ့အနာဂတ်ဟာလည်းတေချာမှုမရှိလာပါဘူး။ဒါအပြင်အရေးချင်းပြည့်မီတဲ့ဆရာဆရာမရှားပါတာတင်ထောက်ကူပစ္စည်းတွေမပြည့်စုံတာစတဲ့အခက်ခဲတွေကိုအံတုပြီးကျင်းမြောင်းစွာစီးဆင်းနေရတဲ့သူတို့ရွာရဲ့ခနော်ခနဲ့စာတင်ကြောင်းလေးဟာလည်းတိုက်လေရင်တွေရဲ့ဘုံစံတွေကြားထဲမှာရေရှည်တည်တတ်နိုင်မလားဆိုတာမသိကြပါဘူး။မကြသေးခင်ကမှလူမဆန်စွာဘုံကျဲတိုက်ခိုက်ခံခဲ့ရတဲ့ စကိုင်းတိုင်းတပရင်မြို့နယ်အိုးချင်းတွင်းတောင်ရွာကကလေးငယ်22ဦးနဲ့ဆီယမ2ဦးသေဆုံးခဲ့ရပြီးအပြစ်မဲ့ပြည်သူ90ကျော်ဒဏ်ရာရခဲ့တဲ့အဖြစ်ပြက်ကသူတို့ကို6လက်နေဆဲပါပဲ။ကျောင်းကလောလောဆယ်တော့ပိတ်ထားတော့မှာပဲ။ဖွင့်ရင်တော့တမိကိုလှုပ်ဖို့မသေးကြဘူး။အနီးနားမှာကတိုက်ပွဲမဖြစ်ရင်တော့ဘုံကျဲကျင်ကျဲလက်နက်ကြီးနဲ့ပြစ်ချင်ပြစ်နေတော့တယ်လို့မခိုင်နင်းဝေခဲ့မိခင်ကဆိုပါတယ်။မကြခင်ကျောင်းတွေပြန်ဖွင့်တော့မှာပါ။ ဒါပေမဲ့လည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လောက်မှရှိတဲ့အခြေခံပညာပြည်သူအခြေပြုပညာရေးကျောင်းတွေအစိမ့်မြင့်ပညာရေးကျောင်းတွေနဲ့တမွေးပညာရေးကျောင်းတွေ အလုံးဖွင့်လှစ်နိုင်အောင်မဟုတ်သေးပါဘူးအာဏာသိမ်းစစ်တပ်ဟာစာသင်ကျောင်းတွေစေယုံတွေစတဲ့လူစုလူဝေးရှိရာနေရာတွေကိုလေကြောင်းကနေနှီးမျိုးစုံနဲ့ဖုံးကျဲနေတာကြောင့် NUG ပညာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဖွင့်လှစ်ထားတဲ့မြေပြင်စာသင်ကျောင်းတွေအလုံးခိတရန်နာရမှာပါ ့ NUG ပညာရေးဝန်ကြီးဌာနရဲ့2024ခုနှစ်စည်းနှွေအရလွမြောက်နယ်မြေနဲ့စိုးမိုးနယ်မြေတွေမှာဂျားကာလာပြည်သူအခြေပြုအခြေခံပညာရေးကျောင်းပေါင်း6000နီးပါးဖွင့်လှစ်ထားပြီး NUG ပညာရေးကျောင်းတွေမှာတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူဥယေ8,500ကျော်ရှိပါတယ်။မခိုင်နှင်းဝေတို့လိုပဲအကြောက်တရားနဲ့ရှင်သန်ကြီးပင်းရတဲ့ကလေးငယ်တွေအတွက်ပညာရေးဆိုတာဝေးကွာနေသေးပါပဲ။ပညာသင်ကြားရမယ့်စာရက်ဆက်ကြံကြုံမှုတွေက နုနယ်တဲ့ကလေးငယ်တို့ရဲ့စိတ်ကိုဒဏ်ရာတွေပေးနေတယ်လို့ပါပဲ။စာတင်ចောင်းသွားရလမ်းတစ်လျှောက်မှာလဲဘုံစံမီလျံတွေနဲ့ပါ။ငယ်ရွယ်တဲ့စိတ်တွေဟာကြောင်ရွံ့မှုတွေ၊စိုးရိမ်ပူပန်မှုတွေနဲ့ဝမ်းနည်းမှုတွေပြည့်နှက်နေပြီးပုံမှန်ကလေးဘဝရဲ့ရေမောတန်တွေနဲ့ပျော်ရွှင်မှုတွေဟာတပြေးပြေးဝေးကွာသွားနေပါတယ်။ညာတိုင်းအိမ်မက်ဆိုးတွေထက်ခါထက်ခါမတ်တာနဲ့အလွဲတကူလန်နိုးတာတွေဟာသူတို့ရဲ့နေ့စဉ်ဘဝကိုခြောက်လန့်နေပါပြီ။ ီလိုအခြေအနေတွေအတွက်နိုင်ငံတကာအတိုင်းဝိုင်းနဲ့ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုဟာကလေးငယ်တွေရဲ့အနာဂတ်အတွက်မရှိမဖြစ်လိုအပ်ပါတယ်။သမီးလေးကိုတော့သူဖြစ်ချင်တယ်လို့ပညာရကြီးဖြစ်သွားစေချင်တယ်လို့ပြောလာတဲ့မခိုင်နင်းဝေမိခင်ရဲ့စကားသံတွေဟာမျောလင့်ချက်တွေနဲ့ပြည့်နေပြီမဲ့တစ်ဖက်မှာလည်းဆူတောင်းနေရတယ်လို့ပါပဲ။ရှားပါးလာတဲ့လူခွင့်ရေးတွေကြားမှာလုံခြုံစွာပညာသင်ကြားခွင့်ရဖို့ဆိုတာလဲ အခြားယာရီလိုပဲပျောက်ကွယ်နေဆဲဖြစ်ပြီးဆရနာသိမ့်မှုရဲ့ရက်ဆက်တဲ့လှိုင်းလုံးတွေဟာသူတို့ရဲ့နုနယ်တဲ့ဘဝတွေကိုဆက်လက်ရိုက်ခတ်နေဆဲပါပဲမုံတိုင်းမီလန်တွေကြားမှာတော့ဆရာဝန်ဖြစ်ချင်တဲ့မခိုင်နှင်းဝင်ရဲ့အိမ်မက်လိုမျိုးအခြားသောကလေးငယ်တွေရဲ့ရင်ထဲမှာလည်းမျောလင့်ချက်တွေဟာအနဲ့ရောင်ကောင်းကင်ကြီးတဲ့ကကျေပွန်လေးတွေတပွဲတရှိနေပါလိမ့်မယ်။တနေ့မှအဲ့ဒီအိမ်မက်တွေအမှန်တကယ်ဖြစ်လာမယ့်အချိန်ကိုကလေးငယ်တို့စောင့်မျှော်နေကြဆဲဖြစ်ပါတယ်။ ဖုံးတန်တွေစားကြောင်းတက်ခေါင်းလောင်းထိုးတန်တွေနေကြီးလောင်းထားသလိုပြန်လဲပွင့်လန်းလာမဲ့တနေ့နေ့ကိုကလေးငယ်တို့စောင့်မျှော်နေကြပါတယ်အဲ့ဒီနေ့ဟာတနေ့နေ့တော့ကျင်းသေးရောက်ရှိလာပါလိမ့်မယ်